စင်စင်းပြူတာစာရေးလို့ရတဲ့စာမူကနဲ့ပဲထမင်းစားရမယ်ဆိုရင်အခုချိန်မီးပွိုင်မှာတောင်ဆန်းနေရလောက်ပြီပေါ့နော်အမစာရေးလို့တိမ့်တရာမရဘူးအဲ့ဒါတော့အမအမခံနေနော်အာ9000 6000နဲ့ရောင်းနေအုပ်ရေ1000ထုတ်တယ်ဆိုပါဆိုအဲ့ဒါတို့ရဲ့အမတို့ကဒီ15%လောက်ပဲစာမူကရတာတအုပ်ကို9000ခု10ရာထောင်9000နဲ့အုပ်ရေ900ဆိုရင်25သိန်းအဲ့ဒါကိုအမတို့က15%မြောက်လိုက်3သိန်း9500 စိန်ဆိုင်ဖြူဟာစာအုပ်တအုပ်ကိုဂုရေဂုထုတ်တာမဟုတ်စာအုပ်တအုပ်ထွက်ဖို့အတွက်အနည်းဆုံး2နှစ်ကြာတယ်။အဲ့2နှစ်3နှစ်မှ4သိန်းရပြီးတော့ကျွန်မကဘယ်လိုရက်တည်မလဲနော်။ကျွန်မဒီစာပေလောကတွေကိုစောင့်ဝင်တဲ့အချိန်ဟာစပြီးတော့တစ်နှစ်ကိုတအုပ်ပုံမှန်အမြဲထုတ်ဖြစ်ပါတယ်နော်။ဟိုကိုတိုင်ကတော့ အမြဲတမ်းကုကုကိုခံယူထားတာရသစာရေးဆရာလိုပဲခံယူထားပါတယ်အဲ့တော့ကလောင်နံမဲကအစားစိန်ဆန်းဖြူစေတက်ကူတူပါဘာလို့လဲဆိုတော့စေချောင်းသူဝါမှာကလေးကအစားစာအစာရေးဆရာဖြစ်ခဲ့တာပေါ့နော်စာစာရေးကလေးကနေပြီးတော့ဒီနေ့ထိဆိုရင်တော့စာအုပ်အစ်စ်မထွက်တဲ့နှစ်တော့မရှိသေးပါဘူးအခုနောက်ဆုံးဟိုနှစ်ပတ်သုံးပတ်လောက်ထွက်ထားတော့ဒီဖောက်ပြန်သူတို့ဤစိတ်စိတ်တန်ရနဲ့အဲဖောက်ပြန်ခံရသူတို့ဤစိတ်တန်ရ73အုံမြောက်စာအုပ်ပေါ့ကုကုကိုစာရေးဆရာဖြစ်ချင်တယ်ဆိုပေမဲ့ ခန်းစားချက်မျိုးက၄တန်းမှာစပြီးတော့ရခဲ့ရပါတော့ပထမဆုံးစောလွန်သောကြောင့်ဆိုတဲ့ဝတ္ထုတူလေးနဲ့စပြီးလောကကိုစပြီးဝင်ခဲ့တာအဲ့ခိုက်အဲ့ခိုက်တန်ကာလတွေကတော့မြေကြီးနဲ့ခြေထောက်နဲ့မထီရဲ့ခိုက်တန်တွေပေါ့နော်ကိုကိုစားရေးစရာဖြစ်ပြီးဟဲ့ဆိုပြီးတော့ကြည်နူးဂုံယူပျော်ရွှင်ရတဲ့အချိန်တွေပေါ့နော်ကျမသာပေါ့နော်စိန်ဆန်းဖြူအနေနဲ့ပေါ့နော်စိန်ဆန်းဖြူသာစာရေးလို့ရတဲ့စာမူကနဲ့ပဲထမင်းစားရမယ်ဆိုရင်အခုချိန်မီးပိုက်မှာတောင်ဆန်းနေရလောက်ပြီပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာ mostly ပေါ့အများသောအားဖြင့်စားရေးစရာတယောက်ကဲ့ စာရေးလို့ရတဲ့ဝင်ငွေကစာဝင်နေရေးကိုမပြေလည်စေပါဘူးအဲ့တော့မြန်မာနိုင်ငံမှာဒီစာရေးတာတွေမကဘူးတော်တော်များများ profession တွေကဟိုလူတောက်မှာအရေးကြီးဆုံးကစာဝင်နေရေးလေစာဝင်နေရေးမှာမပြေလည်ရင်ဘယ်လိုရက်တည်မလဲเนาะအဲ့တော့အခုစာဝင်နေရေးကိုမပြေလည်နိုင်တဲ့အတွက်တချို့သူတွေ ဝါသနာကို give up လုပ်လိုက်ရတာအများကြီးရှိတယ်။အဲ့တော့မတို့ကျတော့ဒီစာရေးခြင်းနဲ့တေလောက်ရေးခြင်းနဲ့ယူလောက်ရေးခြင်းနဲ့အဲ့လိုဖြစ်ခြင်းတော့ဘာဖြစ်လဲဆိုတော့ကိုကတစ်ဖက်ကစာဝင်နေယူပြီးလည်းမအလုပ်လုပ်ရတယ်။အဲကြောင့်ဆရာဝင်စာရေးဆရာဆိုတာမျိုးဖြစ်လာရတယ်။တချို့တွေစေကန်းထိုင်နေတဲ့စာရေးတယ်။အမဆိုရင်တော့ဒီဟောပြောတယ်၊ influencer လုပ်တယ်၊ content creation တွေလုပ်တယ်၊စေကုံမီရဲ့ collaboration တွေလုပ်တယ်၊ talk တွေပြောတယ်စသဖြင့်အဲ့ရနေအင်ကမ်းပြရပြီးတော့မှမတို့ကရက်တည်လို့ရတာ။ဆိုပါစို့လူတွေကမတို့ဘားထိုင်လိုက်လို့တဝိုင်း6000ကိုဝယ်ခြင်းတယ်။ စာအုပ်အုပ်တထောင်ခွဲကိုသူတို့မွေရင်နှမျောတယ်တထောင်ခွဲဆိုတာဒီဘက်စက်ကူကြီးဈေးတက်လာလို့အရင်တော့က2000 3000 9000 6000သူတို့ဈေးကြည့်တယ်မွေးခြင်းကြအောင်တည်လားအခုပါလဲဗာ hour glass လာဘယ်နောက်တိမ့်နေချီတယ်အဲ့ဒါကြီးဝယ်ကြတယ်နော်အမေအမတို့စာအုပ်တွေကိုတောင်းကနန်းထောင်ကနန်းကိုဘူးမှမတုံးခြင်းကြအောင်လူတွေရဲ့စိတ်မာကိုကစာပေပေါ်မှာပတ်စံတုံးတာနဲတယ်ဒီနိုင်ငံမှာပေါ့နော်အဲ့တော့စာပေ industry မှာသူတို့ကစာပေဆိုတာကို အာအပန်းဖြေတဲ့ဟာမျိုး luxury ပစ္စည်းလို့မထင်ဘူးနော် accessory လို့ accessory ဆိုရသိရမလားအပူပေါ့အပူပေါ့လို့ပုံနေတော့မှထားတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့ပြောင်းဖြစ်တဲ့အတွက်စောက်တွေကရောင်းရတာနဲတော့ပေါ့နော်အဲ့တော့ရောင်းရတာနဲတော့ထုတ်ဝေတော့လည်းစဉ်းစားလာတယ်စက်ကူစေးကလည်းတက်လာတယ်ဆိုပြီးဟိုစောက်အုပ်ထုတ်ဖို့ထုတ်ဖို့အများကြီးတွေးရတယ်အဲ့တော့ size ဆရာတွေကလည်း အဲသူတို့အလုံးမဖြစ်တော့လဲလုပ်ဖို့အတွက်မိုဒီကမရကြတော့ဘူးပေါ့နော်အဲ့လိုမျိုးတွေအဲ့လိုမျိုးတွေဝန်းနေစရာကောင်းတာပေါ့နော်ဟိုအမေးအိမ်စားပြေးတို့ရာပြေးတို့ဘာလို့လာနော်ဒီအမားတို့ငငယ်တုန်းကတကယ်အစာပြေသမားတွေပျော်မွေးခဲ့ရတဲ့နေရာလေးတွေကပျောက်ဆုံးပျောက်ကွယ်ရတယ်ဆိုတာဝန်းနေဖို့ကောင်းတယ်လူမျိုးတစ်မျိုးရဲ့အဆင့်တန်းကိုသိကျင်နေဆိုရင်အဲ့နိုင်ငံကအစာပြေစားရေးစရာကြောက်ရဲ့အိမ်ကမ်းကိုကြည့်ကြည့်လိုက်အဲ့ဒါအဲ့နိုင်ငံရဲ့ အစင်တန်းကိုတည်တာတယ်ပေါ့နော်ဟိုနိုင်ငံတကာမှာစားရေးဆရာကျောင်းရဲ့ဝင်ငွေကမီလန်နေချီပြီးတော့နော်အများကြီးရနေတဲ့အချိန်မှာမတို့မရပါဘူးနော်ဆိုပါစို့ဆောက်အုပ်ကမတို့9အာ9000 6000နဲ့ရောင်းနေအုပ်ရေ1000ထုတ်တယ်ဆိုပါစို့အဲ့ဒါတွေကမတို့ကဒီ15%လောက်ပဲစာမှုကရတာစာအုပ်1000ရောင်းရတယ်1000ဆုံးရဲ့ပတ်စံကိုစားရေးဆရာမရပါဘူးအဲ့ဒါထုတ်ဝေသူရတာပါစားရေးဆရာကခုနပြောတဲ့ 55%ကိုပဲစာမူကအဖြစ်ပဲရလာပါအဲ့တော့မြန်မာနိုင်ငံမှာကတကယ်စာပေသမားစစ်စစ်တွေနော်စာရေးဆရာကဗျာဆရာပူဆိုးတာပေါ့နော်သူတို့ရဲ့ income ကနည်းပါတယ် immediate immediate နည်းပါတယ်ရက်တီဖို့အတွက်ပထမတော့တင်တာလေးပေါ့ပထမဆုံးကိုယ်ဝင်မူရစိတ်တရားဆုံးလေးပြင်လာတာချောမ အဲအဲ့ဒါရီးစရာအနေနဲ့ရေးတာပါအမစာရေးလို့တိတ်တရာမရဘူးအဲ့ဒါတော့အမအမခံနေနော်ခုနပြောသလိုပေါ့ဒီ business collaboration တွေလောက်မှရတာအာ talk တွေဟောပြောပွဲတွေပြောရရင်ဆိုရင်ဒါမှဒီကို sponsorship ပါတဲ့ company talk တွေမှာမှပတ်စံရတာလीเนาะ maybe ဟိုဝိတုတွေဘာတွေရုပ်ရှင်တွေရိုက်လို့ရရင်တော့တမျိုးပေါ့เนาะအခုနပြောလို့ပေါ့စာမူကဆိုပါစို့စာအုပ်အဒီစာအုပ်လေးညီမလေးအခုကြည့်ရဲ့စာအုပ်လေးနောက်ဆုံးထွက်ထားတဲ့စာအုပ်က6000 6000ကို1000နဲ့မြောက်လိုက်ဘယ်လောက်ရှိမလဲ တထောင်မြောက်လဲဆိုရင်သိန်း60အမြောက်15%ကိုသိမ့်မရတာဒါ6000နဲ့စာအုပ်တအုပ်ကိုအုပ်ရည်တထောင်ထုတ်ရင်ကိုသိမ့်မရโอเค6000မဟုတ်ဘူးတအုပ်ကို9000ခု10ရာထောင်9000နဲ့တော့တချို့စာအုပ်တွေဆိုအုပ်ရည်900ပဲထုတ်တာရှိအုပ်ရည်800ပဲထုတ်တာလည်းရှိ900နဲ့တွက်ကြည့်ရအောင်အုပ်ရည်900ဆိုရင်25သိန်းအဲ25သိန်းဆိုတာထုတ်ဝေသူကနင်းဖြစ်တာအဲ့ဒါကိုမတို့က15%မြှောက်လိုက်3သိန်း9500 စိန်ဆိုင်ဖြူကဆောက်အုပ်တအုပ်ကိုဂုရီဂုထုတ်တာမဟုတ်ဆောက်အုပ်တအုပ်ထွက်ဖို့အတွက်အနည်းဆုံးနှစ်နှစ်ကြာတယ်အဲ့နှစ်နှစ်သုံးနှစ်မှ၄သိန်းရပြီးတော့ကျမကဘယ်လိုရက်တည်မလဲနော်အဲ့တော့စာရေးဆရာတယောက်အနေနဲ့သိန်းတရာစာရေးချင်းကြောင့်ရတာတော့မဟုတ်ပါဘူးနော်တခြားခုနပြောတဲ့ content creation ဘိုင်းကြောင့်သာကိုကဒီပတ်စံတွေကိုရတာမဟုတ်ရဲ့ဘယ်လိုလို့ရမှာတော့နော် ရစေခြင်းနဲ့မြန်မာနိုင်ငံမှာစာရေးချင်းဖြစ်အသက်မွေးဝမ်းကြောင်းပြုတဲ့ဘယ်စာရေးဆရာမှမဆိုတင်းကိုရာနဲ့ချီထောင်းနဲ့ချီ income နေရှိနေကြတယ်။ဒီနေ့ခင်မှာဒီဖျော်ဖြေရေးတွေ entertainment တွေမျိုးစုံအထူးသဖြင့် digital မှာ digital ကပို့ပြီးတော့ဖွံ့ဖြိုးလာတယ်။တခြားသောပျော်စရာရှင်စရာတွေများလာတဲ့အချိန်မှာမှစာပေကို သူတပြေရာသစာပေကိုမှဆွဆွလန်လန်တန်မိုးထားပြီးမမတ်ဆက်ဆက်ဖက်နေသေးတဲ့စာဖက်ပြိတ္တတွေကိုဆရာစာရေးဆရာတရားအုံနေနဲ့တကယ်ကိုယင်နေရလှိုက်လိုက်လဲလဲအင်မတန်အင်မတန်ကျေးဇူးတင်ပါတယ်ပြီးတော့ sound အုပ်ဖတ်ဖို့အတွက်အာယုံစိုက်ဖို့အတွက်အခက်ခဲတယ်ဘာလို့လဲဆိုတော့ distraction တွေများတယ်လीနော်ဒီဖုန်းက notification တွေတက်လာပဲလူကဒီဟာတွေကိုသုံးတာများလာတဲ့အခါမှာ ဒါယူဝက်တနိုင်နှစ်နိုင်ကြောင်စောက်တော့ဖတ်ဖို့ဆိုတာမလွယ်တော့ပါဘူးတော့အဲ့တော့မလွယ်တဲ့ဂျားထဲကနေပြီးတော့ဆက်ပြီးတော့ကိုယ့်ရဲ့ဒီစိတ်နှလုံးသားလေးအာဟာရဖြစ်အောင် ပြည့်ရခါကြတော့ကိုယ့်ရဲ့ဒီစိတ်ဖြစ်စီမှုကြီးရောကြအောင်နှလုံးသားလေးနူးညံ့အောင်ယတစာပေလေးတွေကိုဆက်လက်ဆက်လက်ပြီးတော့ဖတ်ပေးပါအတိကျွယ်အောင်လဲသုတစာပေလေးတွေကိုလည်းဖတ်ဖို့မမေ့ပါနဲ့လို့ဆင်ရသတိပေးပါရစေအားလုံးကျေးဇူးတင်ပါတယ်ဆက်ပြီးတော့စာဖတ်ပေးကြပါအောင်ရှင်